။ဆာဂျင်ရက်ကလစ်ကမန်ယူကိုဖျက်ဆီးနေတယ်လို့ကန်တိုနာကစွပ်စွဲခဲ့တဲ့သတင်းကိုနားထောင်ပါခင်ဗျာ။မန်ယူကန်တွင်ကစားသမားတယောက်ဖြစ်တဲ့တိုက်စစ်မှုကန်တိုနာကမန်ယူကိုပြုတ်ပြင်ပြောင်းလဲမှုတွေလှုပ်ဆောင်နေတဲ့ရှယ်ယာရှင်တဦးဖြစ်တဲ့ဆာဂျင်ရက်ကလစ်ဟာမန်ယူကိုတိုးတက်အောင်လုပ်နေတာနဲ့မတူဘဲဖျက်ဆီးတယ်လို့ဖြစ်နေတယ်လို့ပြောလိုက်ပါတယ်။မန်ယူမှာ1992ခုနှစ်ကနေ1998ခုနှစ်ထိကစားခဲ့ပြီးမန်ယူအောင်မြင်ခဲ့တဲ့ခေတ်တစ်ခေတ်ကိုအစပြုခဲ့တဲ့ကန်တိုနာကမန်ယူရဲ့ရှယ်ယာ29ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားတဲ့ဆာဂျင်ရက်ကလစ်ကအသင်းကိုပြုတ်ပြင်ပြောင်းလဲမှုတွေစတင်လှုပ်ဆောင်ချိန်ကလေးက မယူမာကာလာရှိတီမြဲခဲ့တယ်လို့တခြားကလပ်တွေမှာတွေ့ရဖို့မလွယ်တဲ့ချစ်စရာကောင်းတဲ့အရာတွေကိုရက်တက်ပစ်ခဲ့တာဟာစိတ်ပြက်စရာကောင်းတဲ့အပြင်လက်ရှိလှုပ်ဆောင်နေတဲ့အရာတွေဟာမန်ယူရဲ့အစင်လာတွေကိုပြက်စီးအောင်ဖျက်ဆီးတယ်လို့ဖြစ်နေတယ်လို့ပြောခဲ့တာပါစာဂျင်ရက်ကလစ်ဖာဝန်ထမ်း400ကျော်ကိုအလုပ်ထုတ်ပစ်ခဲ့တယ်လို့ဝန်ထမ်းတွေကိုအခမဲ့နေလဲစားကြေးတာတွေကိုလည်းအဆုံးသက်ပစ်ခဲ့သူဖြစ်ပါတယ်ဒါအပြင်မန်ယူကန်တွေနီးပြစာအဲလက်စ်ဖာဂူဆန်ကိုနှစ်စင်ပေးနေတဲ့ဂုံတူးဆောင်တန်တမန်ယာတို့အတွက်လစာတွေကိုပါဖျက်တောက်ပစ်ခဲ့တာတွေကမန်ယူကိုဖျက်ဆီးတယ်လို့ဖြစ်နေတယ်လို့ကန်တိုနာကဝေဖန်ခဲ့ပါတယ်ခင်ဗျာ Thank you.